ဒီဗီဒီယိုကြည့်နေတဲ့10စက္ကန့်အတွင်းမှာကဘာပေါ်မှာလူနှစ်ယောက်ကကြောက်ကက်ရောင်တဲ့ယောဂါနဲ့တည်ဆုံနေတယ်။ဒီဟာကကျွန်တော်ရှောက်ပြောနေတာမဟုတ်ဘူး။ကဘာပေါ်မှာရှိနေတဲ့အချက်လက်တွေအရာကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးတာ။လက်ရှိအနေနဲ့ကဘာပေါ်မှာလူ10ယောက်မှာတစ်ယောက်ကနာတာရှိကြောက်ကက်ရောင်တဲ့ယောဂါရှိနေတယ်။ခုနကတော့ကျွန်တော်ပြောခဲ့တာ10စက္ကန့်မှာလူနှစ်ယောက်ကကြောက်ကက်ရောင်တဲ့ယောဂါနဲ့တည်နေတာ။အခုခါကျတော့လူ10ယောက်မှာတစ်ယောက်လောက်ကကြောက်ကက်ယောဂါ အပြော့စားပဲဖြစ်ဖြစ်အပြင်းစားပဲဖြစ်ဖြစ်၁၀ရောက်မှာ၁ရောက်လောက်ကတော့ရှိနေတယ်မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာစင်မေတ္တာပါကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ကမ္ဘာမှာအတီအပြောက်အများဆုံးယောဂခုနှစ်ခုမြောက်ဖြစ်တဲ့ဒီ CKD လို့ခေါ်တဲ့နာနာရှိကြောက်ကြရအောင်ယောဂအကြောင်းကိုတေချာလေးပြောပြပေးမယ် CKD ဆိုတာဘာလဲဆိုရင်ပုံမှန်ပြထားတဲ့အတိုင်းပဲဒီကြောက်ကကလုံးဝအောင်ပြက်စီးသွားတာပုံမှန်ဆိုရင်ကျွန်တော်ရဲ့ကြောက်ကကခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုစီးထဲကနေပြီးတော့အပြင်ကိုဆွတ်ထုတ်ပေးတယ် ဒါပေမဲ့ CKD ဖြစ်လာပြီဆိုရင်ဒီအညစ်အကြေးတွေကိုအပြင်ကိုမစွန့်ထုတ်နိုင်တော့ဘူးကျွန်တော်ခန္ဓာကိုယ်ထဲမှာရေဓာတ်နဲ့အညစ်အကြေးတွေစုလာတယ်။တရားတွေတဖြည်းဖြည်းစုလာတဲ့အခါကျရင်ခန္ဓာကိုယ်တစ်ခုလုံးကအစိတ်တင့်သွားတာမျိုးတွေဖြစ်လာမယ်။အဲ့တော့အုံနောက်ကိုတွားပြီးတော့အစိတ်တွေရောက်လာရင်ကြောက်တောင်ဖြစ်လာမယ်။တတိလက်တော်တာမျိုးဖြစ်မယ်။နှလုံးတွားပြီးတော့အစိတ်တွေရောက်လာရင်နှလုံးရောက်တာမျိုးတွေဖြစ်လာမယ်။အဆုတ်ကိုအစိတ်တွေရောက်လာရင်အဆုတ်ရောက်တာမျိုးတွေဖြစ်လာမယ်။ တကူလုံးကိုဒီအစိတ်တွေရောက်သွားပြီဆိုရင်တော့တည်ဆုံနိုင်ချေများသွားပြီအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကကြောက်ကက်ကောင်းဖို့လိုတယ်လို့ခဏခဏပြောနေကြတာ CKD ဖြစ်သွားပြီဆိုရင်တော့အ ਨੇ ဆုံး၃လကျော်အတွင်းကြောက်ကက်ရဲ့အလုံးလုံးနိုင်စွမ်းနေတဖြည်းဖြည်းနဲ့ကျသွားမယ်နော်ဒါကိုကျွန်တော်တို့ကနာတာရှိကြောက်ကက်ရောင်ယောဂါ chronic kidney disease CKD လို့ခေါ်တယ်မြန်မာနိုင်ငံမှာ CKD လူနာဘယ်လောက်ရှိနေလဲဆိုတာကိုတော့ survey data တတိကျကျမရှိပေမဲ့ ကဘာမှာဆိုရင်တော့လူပေါင်းတန်း800ကျော်လောက်က CKD နာတာရှိကြောက်ကက်ရောင်ယောဂရှိနေတယ်အရှိတောင်အချာမှာဆိုရင်ဒီထိုင်းနိုင်ငံမှာဆိုရင်လူလူဦးရေရဲ့22ရာခိုင်နှုန်းမလေးရှားမှာဆိုရင်တော့15ရာခိုင်နှုန်းနှီးပါလောက်လို့ပြောတယ်အဲ့တော့မြန်မာမှာကတော့ data တိတ်မရှိဘူးအဲ့တော့ဒီလောက်လူဦးရေတွေကကျွန်တော်တို့နာတာရှိကြောက်ကက်ရောင်ယောဂဖြစ်နေတယ်အဲ့တော့ဒီမှာကြည့်လိုက်ပါဦးရာခိုင်နှုန်းကမနေဘူးထိုင်းမှာဆိုရင်လည်းတော်တော်မြင့်တဲ့အထိမှာပါတယ်เนาะကဘာပြန်များဆိုရင်10ရောက်မှာ1ရောက်နှီးပါလောက်ကို ်နာနာရှည်ကြောက်ကြက်ရောင်ရောကဖြစ်နေတာ Okay အဲ့ဆိုရင်လူတိုင်းဖောရောင်နေမှာဘောလို့တော့ပြောစရာရှိတယ်လူတိုင်းတော့ဖောချင်မှာဖောလိမ့်မယ်နာနာရှည်ကြောက်ကြက်ရောင်ရောကဖြစ်ပြီဆိုရင်သူကအဆင့်၅ဆင့်ခွဲထားတယ်အဲတချို့တွေကတော့အဆင့်၁နှစ်လောက်မှာပဲရှိတယ်အချို့တွေကကျတော့အဆင့်၅လောက်မှာရှိနေတယ်အဆင့်၅လောက်မှာရှိနေတဲ့သူကကြောက်ကက်အစားထိုးရင်ထိုးမထိုးရင်ကြောက်ကက်ပုံမှန်စင်းရင်စေးဒီလိုလုံးမှာပဲအသက်ရှင်နိုင်တယ် အဲ့တော့ဒီမှာကျွန်တော်ပုံထဲမှာပြလာတိုင်းဆိုရင်ဒါအစင်တင်တဲ့နှစ်ခါကျတော့လူကောင်းတာမန်လူကောင်းလို့ပဲနေနိုင်နေသေးတယ်ဘာမှမဖြစ်သေးဘူးအဲ့လောက်ထိအစင်တုံးနဲ့လေးနဲ့ရောက်သွားပြီဆိုရင်တော့လူကပင်ပန်းလာတယ်အစာမစားချင်တော့ဘူးခြေတွေလက်တွေဖောလာတာမျိုးတွေဖြစ်တတ်တယ်အစင်ငားပေါ့နော်နာတာရှည်ကြောက်ခဲရောင်တာအစင်ငားပြစ်သွားပြီဆိုရင်တော့လူကမောလာတယ်အတက်ရှူရတာခက်လာတယ်ပြို့တာအန်တာတွေဆိုးလာတယ်ခနာကိုယ်ကြီးတစ်ခုလုံးတစ်ခုလုံးဖောရောင်နေတယ်အဲ့တော့ဒီလောက်အစင်တီဖြစ်သွားတတ်တယ် အဲ့တော့နာလာရှိကြောက်ကက်ရောင်ယောဂါကအစစ်တက်ကနေ၅ဒီရှိတယ်၅ကအဆိုးဆုံးပဲကြောက်ကက်ဆေးရတယ်ဖြစ်နိုင်တယ်ဆိုရင်တော့ကြောက်ကက်အစာထိုးပြီးတော့လဲလှယ်လိုက်ရတယ်ဒီလိုမျိုးနာလာရှိကြောက်ကက်ယောဂါကိုဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလဲဆိုရင်အဓိကကတော့စီချိုယောဂါနာလာရှိကြောက်ကက်လူနာ၃ယောက်မှာ၁ယောက်လောက်ကစီချိုရှိလို့ဖြစ်လာတာတွေးထဲမှာတကြားချက်တွေအများများလာပြီဆိုရင်ကြောက်ကက်ကိုတော့ထိခိုက်တယ်ဒါကြောင့်မလို့အစကလေးကစီချိုရှိတဲ့ လူကဘာမှဖြစ်နေကောင်းနေတယ်အစာစားချင်တာစားမယ်ဆိုပြီးတော့လုံလို့မရဘူးလူကဘာမှမဖြစ်ပေမဲ့တဖြည်းဖြည်းနဲ့အထက်ကကြောက်ကွက်ကိုတွားပြီးတော့ဒုက္ခပေးနေပြီးတော့ဖြစ်လာတဲ့အခါကျမှကုမယ်ဆိုရင်နောက်ကျတာပါပြီဒါကြောင့်မလို့စီချိုယောဂဓမ္မတွေနာရာရှိကြောက်ကွက်ယောဂဖြစ်နိုင်တယ်နောက်တစ်မျိုးကတွေးတူယောဂဓမ္မတွေတွေးတူယောဂဓမ္မတွေလည်းနာရာရှိကြောက်ကွက်ယောဂဖြစ်လာနိုင်တယ်စီချိုနဲ့တွေးတူတွဲပြီးဆိုရင်တော့ပူဆိုးတာပေါ့နော်အဲ့တော့တွေးပေါင်ချိန်က140 90နဲ့အထက်ကြာလာပြီဆိုရင် ကြောက်ကက်ရဲ့တွေးကြောလေးတွေတွားပြီးတော့ပျက်စီးစေတယ်။ဒါကြောင့်မလို့တွေးတွေးယောဂတွေလည်းကြောက်ကက်ယောဂ၊နာတာရှည်ကြောက်ကက်ယောဂ CKD ဖြစ်လာနိုင်တယ်။နောက်တစ်ခုကတော့မျိုးရိုးပီစာပေါ့။ကိုယ့်ရဲ့အမေ၊ကိုယ့်ရဲ့အဖေဒါမှမဟုတ်လည်းကိုယ့်ရဲ့အဖိုးအဖွာတရရောက်စီမှာနာနာရှိကြောက်ကက်ယောဂဖြစ်ပူတယ်ဆိုရင်ဒီလူနာမှာလည်းဖြစ်နိုင်ချေများရောတယ်ပြီးတော့ကြောက်ကက်ရောင်တာဒီနေရာမှာပြောထားတဲ့ကြောက်ကက်ရောင်တယ်ဆိုတာ ရုတ်တရက်ကြောက်ကဲ့ရောင်တာမျိုးအစောပိုင်းကြောက်ကဲ့ရောင်တာမျိုးနာတာရှိအစ်စ်မရောက်တယ်ဘူးကျွန်တော်အပေါ်မှာပြောခဲ့တယ်နာတာရှိကြောက်ကဲ့ရောင်နေဆိုတာအနည်းဆုံး3လနဲ့အထက်ကြောက်ကဲ့ရဲ့လုံဆောင်ချက်တွေပြက်စီးသွားတာဒီရုတ်တရက်ကြောက်ကဲ့ရောင်တာမျိုးခါကြတော့ဒါမွေမွေးကြိုက်လို့ပဲဖြစ်ဖြစ်ဒါတခြားကူးဆက်ယောဂါတွေကြောင့်လည်းဖြစ်ဖြစ်ခဏတစ်ဖြုတ်ကြောက်ကဲ့ရောင်တာဒါပေမဲ့အဲ့ဒါကိုတေချာမကုပဲထားလိုက်ရင်နာတာရှိကြောက်ကဲ့ရောင်ယောဂါတွေဖြစ်သွားတတ်တယ်နောက်တစ်ခုက အကိုက်ခဲပြောက်စေတဲ့အလွန်အကျွံတောက်တာကျွန်တော်လူနာထဲမှာတချို့ဆိုရင် CKD ဝင်သွားတယ်နာလာရှည်ကြောက်ခဲ့ရောင်ယောဂါဖြစ်သွားတာဘာဖြစ်လို့လဲဆိုတော့သူတို့ကစေခမ်းပြရင်ပတ်စံကုန်မှာဆိုတဲ့စေခမ်းပြရင်အကုန်ကြအရန်များတယ်ဆိုပြီးတော့ဒီခြေဆက်လက်စစ်တွေကြိုက်တာကိုကိုယ့်အနေကိုအပြင်မှာအကိုက်ခဲပြောက်စေးတွေနေတိုင်းဝယ်တော့တယ် steroid စေးတွေနေတိုင်းဝယ်တော့တယ်အဲ့တော့နှစ်နှစ်သုံးနှစ်လောက်ကြာတဲ့အခါကျတော့ကြောက်ကဲရဲ့နေရံတွေပြည့်စည်ကုန်တယ်ကြောက်ကဲရဲ့အလုံးလုံးနိုင်စွမ်းတွေကျဆင်းကုန်တယ်အဲ့ဒီအားနေတဲ့ဆင်နာတာချီကြောက်ကဲရောင်ယောဂဝင်သွားတယ် တနည်းအားဖြင့်အစပိုင်းမှာကုန်ကြစည်များမှဆိုလို့မပြခဲ့တဲ့သူကနောက်ပိုင်းကျတော့ကြောက်ကက်စည်းတဲ့ဇယိမ့်နဲ့တင်တက်တက်လုံးကုန်ကြစည်တွေအရန်အရန်များသွားတယ်ဘလောက်ကုန်ကြလဲဆိုတာကျွန်တော်ဗီဒီယိုနောက်ပိုင်းမှာပြပြပေးမယ်အဲ့တော့ဒီအခုကျွန်တော်ပြောရတဲ့အချက်လက်တွေကကဘာပေါ်မှာပြန်များဖြစ်ပြီးတော့ဒီကြောက်ကက်အဖွဲ့အစည်းရဲ့2024မှာထွက်လာတဲ့လမ်းညွှန်ချက်တွေကပြောထားတာဖြစ်တဲ့အဲ့တော့မြန်မာမှာဆိုရင်တော့နည်းနည်းကွဲလဲမှုလေးတွေတော့ရှိနိုင်တယ်ပေါ့နော် အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကကြောက်ကက်ကိုတစ်နှစ်တစ်ချိန်တော့စစ်ဆေးရရမယ်အဲ့တော့လူတိုင်းစစ်ဆေးတာတော့မဟုတ်ဘောလေစီချိုယောဂရှိတဲ့သူတွေတွေးထူးယောဂရှိတဲ့သူတွေအသက်60နဲ့အထက်ရှိတဲ့သူတွေမိသားစုထဲမှာနာနာရှိကြောက်ကက်ရောင်ယောဂရှိတဲ့သူတွေနှလုံးယောဂရှိတဲ့သူတွေဒီလူတွေကတစ်နှစ်တစ်ခါကြောက်ကက်ကိုမဖြစ်မနေစစ်ဆေးတင်တယ်အဲ့တော့ဘာတွေစစ်ဆေးရမလဲဆိုတော့တက်ွယ်ခန့်မှာ EGFR ဆိုတဲ့ဟာအဲ့ဒါကကြောက်ကက်ရဲ့ဆွမ်းအားပေါ့နော်ကျွန်တော်ဒီအောက်မှာပြထားတဲ့အတိုင်းပဲ EGFR ကတဖြည်းဖြည်းနဲ့နေသွားတယ် ယောဂပြင်းလေးလေးနေဝါလေးလေးဖြစ်သွားတတ်တယ်ဒါ state 1မှာဆိုအလောက်ထိမဟုတ်ဘူး state 5မှာဆိုရင်တော့ EGFR က15အောက်ပဲရောက်သွားတတ်တယ်ပုံမှန်ဆိုရင်60ကျော်တာလေအဲ့တော့ EGFR တစ်နှစ်တစ်ခါဆေးရမယ်ပြီးရင်စီးထဲမှာအကားဓာတ်ပါလား protein ဓာတ်ပါလားဆိုတာဆေးရမယ်တွေးတိုးယောဂပုံမှန်ဆေးရမယ်စီးချို့ပုံမှန်ဆေးရမယ်အထူးသဖြင့် HbA1c ကိုပုံမှန်ဆေးရမှာပေါ့နော်ဒါကကြောက်ကက်ယောဂရှိမရှိစစ်ဆေးတာကိုပြောတာ အဲ့တော့ဒီလိုမျိုးနာတာရှိကြောက်ကြရအောင်ယောဂဖြစ်လာပြီဆိုရင်အစောပိုင်းအဆင့်မှာဆေးရတက်တက်လုံးတောင်းရတယ်။ဒါပေမဲ့တဖြည်းဖြည်းဆိုးလာပြီဆိုရင်တော့ကြောက်ကဆေးရတဲ့အဆင့်ကြောက်ကအစာထူရတဲ့အဆင့်ဖြစ်သွားတတ်တယ်။အဲ့တော့အစပိုင်းမှာတော့တွေးတိုးထိမ့်ချုပ်တာတွေစီးချိုထိမ့်ချုပ်တာတွေရှိမယ်။အဲ့တော့ဒီလိုမျိုးလှုပ်တာကနာတာရှိကြောက်ကြရအောင်ယောဂကိုလုံးဝပြန်မပြောက်ကင်းနိုင်ပေမဲ့ဟိုယောဂအရန်ဆိုးွားတာကိုနှေးကွေးွားနိုင်တယ်။အဲဥပမာဒီအဆင့်တင်းနှစ်ကနေပြီးတော့အဆင့်၅ထိရောက်ဖို့အရန်ကြာွားနိုင်တယ်။ အကယ်၍ကိုကတွေးတူယောဂစီးချိုယောဂတွေကိုတေချာမထင်ဘူးဆိုရင်အစစ် တက်ကနေအစစ်၅အထိကိုတနည်းနည်းအတွင်ဖြစ်သွားနိုင်တာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့တေချာလေးကယူဆိုင်တယ်ဆိုရင်တော့ဒါအကြာကြီးပို့ပြီးတော့လူကခံနိုင်တယ်ပေါ့နော်ကြောက်ကွက်ကပို့ပြီးခံနိုင်တာပေါ့နော်အဲ့တော့အကယ်၍ဒါကြောက်ကကနောက်ဆုံးအဆင့်ဖြစ်သွားပြီဆိုရင်တော့ဒီမှာပုံမှန်ပြထားတဲ့အတိုင်းပဲ hemodialysis လို့ခေါ်တယ်။ကြောက်ကဆေးတာ။ကျွန်တော်ကြောက်ကအလုံးလိုက်ကိုဖြုတ်ပြီးတော့ရေနဲ့ဆေးတာမဟုတ်ဘူး။လက်မှာ တွေးကြောလေးတွေမွေးပြီးတော့ဒီတွေးကြောပိုက်နှချောင်းလေးပေါ့နော်တပိုက်ကအဝင်ပိုက်တပိုက်ကအထွက်ပိုက်ပေါ့နော်အဲ့ဒါကိုတွေးထဲမှာရှိတဲ့အညစ်အကြေးဓာတ်တွေကိုဒီဆက်ထဲကိုဖြတ်တန်းစေပြီးတော့ဒီဆက်ကအညစ်အကြေးတွေကိုစွန့်ထုတ်တဲ့ကြောက်ကွက်ကိုစားလုပ်ပေးတယ်ပြီးတော့ တန်တဲ့တွေးတွေကိုလူခန္ဓာကိုယ်တွေကိုပြန်ထည့်ပေးလိုက်တာအဲ့ဒါကို hemodialysis ပေါ့နော်အဲ့တော့ကြောက်ကက်တွေးတန့်စင်တယ်လို့လည်းခေါ်တယ်ကျွန်တော်ကမြန်မာကတော့အလွယ်အလွယ်အနေနဲ့ကြောက်ကက်ဆေးတယ်လို့ပဲခေါ်တာပေါ့နော်အဲသူကတွေးတဲ့အညစ်အကြေးတွေကိုကြောက်ကက်ကိုစားစစ်ထုတ်ပေးလိုက်တာပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကြောက်ကက်ကိုအစာထိုးနိုင်တာမျိုးတွေလည်းလုပ်လို့ရတယ်အဲ့တော့ဈေးတော့ကြီးမှာပေါ့နော်အကယ်၍ဒီခုနှစ်ချက်ကိုလိုက်နာတယ်ဆိုရင်တော့ကြောက်ကက်ကိုကာကွယ်နိုင်တယ်အဲ့တော့ကျွန်တော်ကနေ့စဉ်စားဖို့နည်းနည်းပဲစား လက်ဖိရေဖြော်တဲ့ဇွန်နဲ့အဲ့ဒီဇွန်ရဲ့တဝက်လောက်ပဲစားမယ်ဆိုရင်ဒါစားကိုရှော့စားမယ်ဆိုရင်ကြောက်ကက်ကိုကာကွယ်နိုင်တယ်ပြီးရင်ရေကိုလုံလုံလောက်လောက်တောက်ဖို့လိုတယ်တနည်းကို2 2လီတာ3လီတာနှစ်ဘူး3ဘူးလောက်အထိတော့တောက်ဖို့လိုတယ်ပုံမှန်လေးချိန်ခံလုပ်မယ်တပတ်ကိုဒါ3ရက်လောက်တနည်းကို9ဝက်လောက်လောက်တာမျိုးတွေလုပ်ပြီးတက်တယ်တွေးပူလေးချိန်ခံချွေးဆိုးတဲ့အထိလုပ်ပေးရမယ်နော်ပြန် BMI ကလည်း25အောင်ရှိတဲ့နယ်အဝါလွန်တဲ့လူတွေမှာကြောက်ကက်ရောကပိုဆိုးတက်တယ်လို့ပြောတယ် ပြီးရင်ဆေးတွေတုံးရတဲ့အခါကျရင်လည်းဓတိထားမယ်အထူးသဖြင့်အကိုက်ခဲပျောက်ဆေးတွေစတီရိုက်ဆေးတွေတုံးတဲ့အခါကျရင်ဆရာဝန်ညွန်ကြားချက်အတိုင်းတုံးတာအကောင်းဆုံးပဲစီချိုတွေးတိုးတွေကာခွေတယ်ဒါမှမဟုတ်လည်းရှိလာပြီဆိုရင်လည်းတေချာလေးထိန်းကြီးဖို့လိုတယ်ဆေးလေးအရက်ကိုလည်းရှောင်တင့်တဲ့တို့တို့ကအစိမ့်တောက်တွေကိုပူများစေတတ်တယ်အဲ့တော့ဒီခွန်ချက်လိုက်နာလဲဆိုရင်တော့ကြောက်ကက်ကိုတတော်များများကာခွေနိုင်တယ်မြန်မာနိုင်ငံမှာကြောက်ကက်ဆေးတာ hemodialysis လောက်တာကတစ်ခါစင်းတသိန်းကနေနှစ်သိန်းလောက်ကုန်တယ် တပတ်ကိုနှစ်ခါလောက်ဈေးရတယ်တလကို၈ချိန်ကနေ10ချိန်လောက်ဈေးရတယ်တချို့တွေက12ချိန်လောက်ထိဈေးရတာမျိုးတွေရှိတယ်အဲ့တော့စဉ်းစားကြည့်ကြည့်ပေါ့နော်ကိုကကြောက်ကက်ရောင်ယောဂဖြစ်တဲ့အထိစောင့်ပါလားဒါမှမဟုတ်ဖြစ်မှကုပါလားဒါမှမဟုတ်မဖြစ်အောင်ကာကွယ်ကြမလားအဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတော်တော်များများတွေးတိုးယောဂစီးချိုယောဂရှိလာပြီဆိုရင်ဝေဒနာတွေဘာမှမခံစားရအောင်နေကောင်းနေတယ်ဆိုရင်ဒီစီချိုကြစီတွေတွေးတို့ကြစီတွေကိုဖြတ်ထားတယ်။ခေါင်းကိုက်လာမှပဲတွေးတို့ကြစီကိုတောက်တယ် ခေါင်းမူလာမှာပဲစီးချိုကြစည်းတွေကို တောက်တယ်ဒီလိုမျိုးတွေမလို့ရအောင်တွေးတိုးစီးချိုကိုလူကနေလို့ထိုင်လို့ကောင်းနေတယ်ဆိုရင်တော့မှဒီဆေးကိုတေချာတောက်ပေးရတယ်အဲ့ဒါမှပဲနာနာရှည်ကြောက်ကြရအောင်ယောဂမဝင်လာမှာအဲ့လိုမှမဟုတ်ဆေးတွေကိုကိုယ်တော်နဲ့ကိုဖြတ်လိုက်တောက်လိုက်လုပ်နေမယ်ဆိုရင်ဒါဒီနာနာရှည်ယောဂကြောက်ကြရအောင်ယောဂဝင်လာပြီးမှဆိုရင်နောက်ပြန်ဆုပ်လို့မရတော့ဘူးကျွန်တော်ကြောက်ကြဆေးရတဲ့အဆင့်တိဆိုရင်ဒါတပတ်ကိုဒါနှစ်သိန်းသုံးသိန်း တလကို10ရင်းနဲ့အထက်မှာပဲကြောက်ကက်ဆေးတာအတွက်ပဲကုန်တာနေ့စဉ်တောင်းရတဲ့ဆေးဖိုးတွေမကုန်သေးဘူးဆေးခန်းပြရတဲ့ဆေးတွေမပါသေးဘူးအဲ့တော့ဒါကြောက်ကက်ဆေးတာတစ်ခုတည်းတည်းကိုဒီလောက်ထိဈေးကြီးတယ်ဆိုတာပြောပြတာကြောက်ကက်အစားထိုးပြီးဆိုရင်လည်းပဲတိန်900နဲ့တိန်1000ကြာကုန်ကြနိုင်မှာပဲအဆင်ပြေနိုင်တယ်အဲ့တော့ကြောက်ကက်စားထိုးတာကလည်းလွယ်လွယ်နဲ့အစားထိုးလို့မရဘူးမန္တလေးတို့ရန်ကုန်တို့အခုနောက်ပိုင်းတော့ရလာတော့မသိဘူးကျွန်တော်တို့အိန္ဒိယတို့ထိုင်းတို့ကြီးလည်းတွားပြီးတော့အစားထိုးတာမျိုးတွေလုပ်ကြတယ်အဲ့တော့ ကြောက်ကက်အစားထိုးတာဈေးအရန်ကြီးရဲ့ကြောက်ကက်ဈေးတာကလည်းဈေးများတဲ့အချိန်မှာပါနေတော့မယ်ဘဒူးမှာတော့ကြောက်ကက်ဈေးတာကိုအမြဲတမ်းလှူပေးနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့ဒီကြောက်ကက်ဈေးဆက်အတွက်ဝယ်ရတဲ့ကုန်ပစ္စည်းတန်ဖိုးတွေကအရန်များတဲ့အတွက်ကြောင့်မလို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့တာကနာတာရှည်ရောက်ခဲ့ရောင်နဲ့ CKD ယောဂဆိုတာဘာလဲဆိုတာကျွန်တော်ပြောခဲ့တယ်။မြန်မာနိုင်ငံနဲ့အိန္ဒိယရှင်းနိုင်ငံတွေမှာဘလို့အခြေအနေရှိလဲဆိုတာပြောပြခဲ့တယ်။ ပြီးရင်နာနာရှိကြောက်ကဲ့ရောင်နာကအဆင့်၅ဆင့်ရှိရဲဆိုတာကိုလည်းပြောပြခဲ့တယ်။ဒီကြောက်ကဲ့ရောင်နာကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုလည်းအကျန်းဖြင့်ကျွန်တော်ပြောပြခဲ့ပေးတယ်။ပြီးရင်တစ်နှစ်ကိုတစ်ချိန်စစ်ဆေးရမယ်ဆိုတာကိုလည်းကျွန်တော်တေချာလေးမှာထားပါတယ်။ဒီနာနာရှိကြောက်ကဲ့ယောဂါကိုတေချာကုတမယ်ဆိုရင်လုံးဝမပြောင်းရင်တောင်မှအဆိုးဆုံးအဆင့်ထိရောက်ဖို့အတွက်နှောက်နေစေတယ်၊ကြာရှည်စေတယ်ပေါ့နော်။ဒီလိုမျိုးကြောက်ကဲ့ရောင်ယောဂါကိုကာကွယ်နိုင်မဲ့အချက်ခွန်တစ်ချက်ကိုလည်းကျွန်တော်ပြောပြပေးခဲ့တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေအနေနဲ့လည်းကျွန်တော်ပြောပြပြီးခဲ့အဲ့တော့မိတ်ဆွေအနေနဲ့ကြောက်ကန့်တဲ့ဆိုင်တဲ့ဝူဒရာတွေကိုတရားလေးနားလဲခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို live subscribe လုပ်ထားနိုင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ကြောက်ကန့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေအများကြီးထပ်တင်ပေးဖို့ရှိပါတယ်ဗီဒီယိုတတိကြည့်တဲ့အကြောင်းလို့ကျေးဇူးတင်ပါတယ်အစအစအရေးရာဘေးကင်းကျမ်းမာပြီးအဆင်ပြေပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ